အခုတင်ဆက်ပေးမယ့်သတင်းကတော့2023-2024ဘဏ္ဍာနှင့်ပြည်ထောင်စုငွေလုံးငွေရင်းရဲ့၅ပုံတစ်ပုံကျော်ကိုကာကွယ်ရေးဝင်ကြီးဌာနအသုံးပြုမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2023-2024ဘဏ္ဍာနှင့်ပြည်ထောင်စုငွေလုံးငွေရင်းရဲ့၅ပုံတစ်ပုံကျော်ပမာဏရှိတဲ့20.8ခွန်ရာခိုင်နှုန်းဖြစ်တဲ့ငွေကျပ်တန်းတန်းကျော်ကိုကာကွယ်ရေးဝင်ကြီးဌာနအသုံးပြုဖို့မတ်လ၁ရက်နေ့ကပြည်ထောင်စုလွှတ်တော်မှအတည်ပြုခဲ့တာဖြစ်ပါတယ်။ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်၄မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစတီဗင်သာဘိတ်ကကာကွယ်ရေးဝင်စီဌာနအသုံးစိတ်ဟာဝင်စီဌာနအလုံးရဲ့နိုင်ငံပိုင်အခမ်းကဏ္ဍငွေလုံးငွေရင်းအသုံးစိတ်နဲ့ဆိုပါက24ရာခိုင်နှုန်းရှိနေတဲ့ဖြင့်18ရာခိုင်နှုန်းကအထိလျှော့ချဖို့ပြင်ဆင်ချက်အစိုးတင်သွင်းခဲ့တော်လဲ ဆန္ဒမဲကောက်ခံရမှာရှုံးနေခဲ့တဲ့အတွက်မူလအဆိုပြုခဲ့သောငွေပမာဏအတိုင်းလွှတ်တော်ကအတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ကာကွယ်ရေးဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကအဆိုပါကိစ္စနဲ့ပတ်သက်ပြီးဝင်ကြီးဌာနအတွက်အဲ့ဒီပမာဏကိုတောင်းခံရခြင်းမှာလက်နက်ပစ္စည်းများကိုပြည်ပမှဝယ်ယူရမည်အစားပြည်ရင်းမှာထုတ်လုပ်ဖို့အတွက်စက်ယုံတိဆောက်ရန်အတွက်ဖြစ်ကြောင်းနဲ့တက်မတော်ရဲ့ဆောက်လုပ်ရေးလုပ်ငန်းများအတွက်ကုန်စည်နှုန်းများကြီးမြင့်လာမှုကြောင့်ဖြစ်တယ်လို့ပြည်ထောင်စုလွတ်တော်ကိုပြောကြားခဲ့ပြီးလက်ရှိတက်မတော်ရဲ့အင်အားဟာ လူဦးရေရဲ့၁ရာခိုင်နှုန်းသာပြည့်မီခြင်းရှိနေကြောင်းလည်းပြောကြားခဲ့ပါဗါးလက်ရှိမြန်မာနိုင်ငံရဲ့ခန့်မှန်းလူဦးရေဟာတန်း60နီးပါးရှိနေတယ်လို့ခန့်မှန်းထားတာပဲဖြစ်ပါတယ်ကာကွယ်ရေးဝင်စီဌာနရဲ့အသုံးစရိတ်ကို2017-2022ဘဏ္ဍာနှစ်မှာပြည်အောင်စုငွေလုံးငွေရင်းရဲ့28.63ရာခိုင်နှုန်း2022-2023ဘဏ္ဍာနှစ်မှာ22.83ရာခိုင်နှုန်းသုံးဆွဲခဲ့တော်လဲ2023-2024ဘဏ္ဍာနှစ်အတွက်20.89ရာခိုင်နှုန်းကိုရှော့ချတင်ပြခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ အသုံးစရိတ်လျှော့ချရန်ပြင်ဆင်ချက်အဆိုကိုမဲခွဲရမှာထောက်ခံမဲ60၊ကန့်ကွက်မဲ445၊ကြားနေမဲ9မဲနဲ့ရှုံးနေနေတာဖြစ်ပါတယ်။